မင်္ဂလာပါရှင်။ Honest Information HI အမျိုးသမီးသတင်းဌာနရဲ့အပတ်စဉ် Pocket အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် Pocket အစီအစဉ်မှာတော့မေလာတရနေ့မှာကြာရောက်တဲ့မေတင်းနေ့အထိမ်းအမှတ်အဖြစ်အမျိုးသမီးအလုပ်သမားတွေကြုံတွေ့နေရတဲ့ဒုက္ခလစာနဲ့ကုန်စင်းတို့မြင့်တက်မှုကြောင့်စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့အမျိုးသမီးအလုပ်သမားတွေရဲ့စကားတန်းကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အဆင်ပြေမှုတွေကတော့အများကြီးပဲအဆိုးဆုံးကတော့နိုင်ငံခြားသားတွေကကျမတို့လုံနိုင်တာတက်ပေါ့နော်စက်ချင်တင်နေခိုင်းနေကျမတို့တွေအိမ်သာသွားလဲသွားပြန်ပြီးဒီတောင်းရင်လည်းတောက်ပြန်ပြီးဆိုပြီးလိုက်ကြည့်ပြီးပြောတယ်အိမ်သာတို့ရေတို့ထိုင်နေရဆက်ယုံရဲ့အပြင်ဘက်မှာပေါ့နော်ကျမတို့ကအပြင်ကိုထွက်ပြီးတော့သွားတဲ့ခါကျရင်တို့ရအဲ့လိုမျိုးလိုက်ကြည့်ပြီးပြောတယ်လောကျမတို့ကိုခိုင်းရင်လည်းတယောက်ကို2 point 3 point တွေ ခိုင်းနေလာစားနေပြီးတော့ ီလိုလောကလာဆာနေပြီးတော့ကုန်စည်နှုန်းတွေကြီးရောစာဝတ်နေရေးအတွက်ခက်ခဲတယ်။အကုန်စည်နှုန်းတွေကြီးရောကျမတို့အမေရိကန်ကိုပြန်မပေးနိုင်တဲ့လာရီတောင်ရှိတယ်။အလိုမျိုးစားတောက်စိတ်ပြီးလို့ရှိရင်အဆောင်ခါတွေနဲ့အဆက်မလောက်ဘူးပေါ့နော်။မလောက်တော့အိမ်ကိုပြန်မပေးနိုင်တဲ့လာရီလည်းရှိရဲ။အဲ့တော့လေရှေ့လျှောက်ဒီလောကလာဆာနဲ့ဆိုကျမတို့မိသားစုစာဝတ်နေရေးတွေခက်ခဲဖြစ်မှာ။အဲ့ဒီတော့ဈေးတွေကလည်းပိုကြီးလာပြီဆိုတော့ပေါ့နော်။ဒီဖူလုံနဲ့ လောက်ခလာစာလေးရောက်ဖို့တော့တောင်းဆိုချင်ပါတယ်လာစာကနှစ်သိန်းကျော်ပဲဆိုတော့တကူစာအနေနဲ့ပြောရရင်တော့မလောက်ဘူးပေါ့အိမ်စည်းပေးပြီးသွားရင်ကျန်တာတွေကိုကို့အတွက်ချွေတာသုံးရတယ်အခုချိန်ကကုံစည်းနှုံးနဲ့တခြားစည်းတွေကအကုန်တက်နေတော့ကို့တယောက်ထဲတော့မဟုတ်ပါဘူးမိသားစုတိုင်းကတော့ခက်ခဲနေကြတာပဲကုံစည်းနှုံးနေမကဘူးအိမ်လာကတွေမီတာကတွေကလည်းတက်တော့ဒီစည်းတွေကမီးဖို့မိသားစုတွေမှာလည်းလူတိုင်းကလှုပ်လှုပ်ရတယ် အလုံးမှာအဆင်ပြေတာရှိရင်လည်းဒီလိုပဲတီးခံပြီးတော့လုံးရတာပေါ့နော်အလုတ်ကမရှိတော့ဖြစ်ဘူးဆိုတော့မြမအလုတ်ကလည်းအိမ်နဲ့မျိုးနွယ်တစ်ခုပဲခြားရတဲ့ဆိုပေမဲ့လိုင်းကားနဲ့သွားတော့ကားကတော့နေတိုင်းကုန်တယ်အဖေကစပင်းနဲ့လိုက်ပို့ရင်တော့ကားကတက်တာတယ်အမေကတော့မုတ်ဝဲစားတာတို့အဝေးစားလိုတာတခြားစရိတ်တွေလည်းထွေတာသုံးရတာပေါ့နော်အိမ်ကိုပေးပြီးွားရင်ကျန်နေလာစားနဲ့ကိုတုံးကျင်နဲ့ဇီးရိတ်တွေနောက်တခြားတက်ချင်တဲ့တင်တန်းတွေတက်ဖို့အတွက်ဖယ်ထားရတော့လုံးဝအောင်လို့စီမံရတယ် မလောင်းငားတဲ့အခါကြလို့ရှင်လေကိုမောင်နှမတွေအချင်းချင်းပေါ့မြတ်တာပြီးတော့တုံးရတယ်။အလောက်ကသူတွေနဲ့မြတ်စားတာနောက်လူဝင်ချင်းငားတုံးလိုက်တာပေါ့နော်အဲ့လိုမျိုးပဲအဖြတ်တန်းရတာပါပဲ။အခုကဟိုအစားအစာရေကုံသိန်းတုံးကကြင်မြင့်ပြီးတော့ဝင်ဝင်ကတိတိတသာမတိုးလာတာတော့အမှန်ပဲ။အလောက်က6လတစ်ချိန်လာစားတိုးပြီးရင်ဒါမဲ့အဲတခါတိုးတာ2000ဆိုတဲ့ပမာဏဆိုတော့ဒီကာလနဲ့ရတော့မများဘူးပေါ့နော်။ဒီလိုပဲရှေ့လျှောက်ကုံသိန်းတုံးနေရာတက်တခြားစည်းရိတ်တွေကတက် လောက်ကင်ကြီးကလည်းမကောင်းတော့လစာတွေလည်းဒီတိုင်းပဲဆိုတော့ဟေရှိမားတော့ပို့ပြီးတော့ခက်ခဲခက်ခဲမယ်လို့ထင်တယ်။မောင်နှမတွေနဲ့အမြဲတော့ပြောပြတယ်သူတို့လည်းအလုတ်တရားမကောင်းလစာတွေနဲတော့နည်းနည်းတော့စိတ်ညစ်တာပေါ့နော်အလုတ်လောက်ရတာနဲ့တန်အောင်တုံးလို့မရဘူးလေဒီခေတ်ချင်းနေနဲ့ကအိမ်ကဟိုအမအလုတ်လုတ်တဲ့ဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဆိုင်ကလည်းသူကရောင်းရမ်းပါရပေါ့နော်တနေ့လုံးဝယ်သူလုံးဝမလာတဲ့နေ့တောင်လည်းရှိတော့ပိုင်ရှင်ကိုလစာတိုးပေးပါ ဆိုပြီးတော့လည်းမပြောနိုင်ဘူး မြမအနေနဲ့ကလည်းတခြားအလုပ်ကင်ထက်ကိုဝါနာပါရာလေးကိုလည်းလှုပ်ရှင်နေဆိုတော့ကိုလုပ်ငန်းဝင်မှာပဲပညာသင်အနေနဲ့သင်ကြားပြီးတော့တစ်ဖက်ကလည်းဘဝတိုးတက်ဖို့အတွက်သင်တန်းတွေပါတက်ဖို့တော့မှန်းထားပါတယ်တော်တာရှင်များရှင်ဒီကနေ့အစီအစဉ်ကတော့ဒီမာရင်ပြီးဆုံးပါပြီနောက်တစ်ပတ်တွင်မှလည်းဘလူးအစီအစဉ်သစ်တွေထုတ်လွှင့်ပေးသွားမယ်ဆိုတာကို စောင့်မျှော်ကြည့်ရှုနာဆင်ပေးကြပါအောင်ရှင်။တောတာရှင်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။